ပထမဆုံးသိချင်တာဗျာဒီ Roman Trade brand ကို customer တွေကလေယာဉ်သုံးပစ္စည်းတွေနီးစက်တွေအနေနဲ့တော့သိချင်သိကြလိမ့်မယ်ဗျာ battery တွေ inverter တွေနဲ့ဆိုရင်တော့တัวနည်းနည်းအစ်စ်အနေနဲ့ဆိုတော့စိတ်နေတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့ customer တွေကဘာတွေကိုယုံကြည်ပြီးတော့ဝယ်ယူကြအဲ့တော့ဘာတွေယုံကြည်လဲဆိုတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီပထမလေယာသုံးပစ္စည်းတွေကျွန်တော်တို့ဒီမီးစက်တွေကိုအဲ့လိုမျိုးယုံကြည်တယ်လို့မျိုးပေါ့နော်အဲဘာလဲဆိုတော့အာမခံကိုကျွန်တော်တေချာလေးလုပ်ပြီးတယ်ပြောရင်ပြောထားတဲ့အတိုင်းကို အဲကျွန်တော်အမကနှစ်နှစ်ဆိုရင်နှစ်နှစ်အတွင်းမှာတခြားဖြစ်တယ်ဆိုရင်ဖြစ်တဲ့ဟာကိုလုတ်ပြီးတယ်ပေါ့အဲပထမပစ္စည်းတွေရောင်းတဲ့အချိန်မှာလုတ်ပြီးထားတဲ့ဟာအားလုံးမြင်တယ်ပေါ့နော်အမြင်တော့အခု inverter battery မှာလည်းအဲ့လိုမျိုးလုတ်ပေးမယ်ဆိုတာယုံကြည်ပြီးသားဗျာအဲ့လိုဆိုတော့ကျွန်တော် inverter နဲ့ battery ကိုဝယ်ကြတာပေါ့လုံးမျိုးလေးပါဟုတ်ကဲ့ customer ဘက်ကဆိုရင်ရောဒီ roman ရဲ့ armor can ပြီးထားတယ်ဆိုတဲ့ဟာတွေကိုဘယ်လိုယုံကြည်ပြီးတော့ဝယ်ယူကြလဲ အဲအိမ်မေးခွန်းအရင်ကောင်းတယ်ကျွန်တော်ဘာလို့ဆိုတော့ဒီ brand တိုင်း brand တိုင်းပေါ့နော်အာမခံနေပြေးကြတယ်အာမခံနေပြီးတော့ကျွန်တော်တို့အာတကယ်လုတ်ပြီးတဲ့ brand တွေလည်းရှိရယ်မလုတ်ပြီးရတယ်လည်းရှိရယ်ပေါ့နော်အဲကျွန်တော်ကြိုက်တာတစ်ခုကကျ Roman ကကျွန်တော်တို့ ပြောတဲ့အတိုင်းလုပ်တယ်ဥပမာကျွန်တော်တို့ဒီ error တစ်ခုဖြစ်တယ်ဆိုရင်ကျွန်တော် site ထဲထိသွားပြီးကြည့်ပေးတာ၄ဒါကျွန်တော်တို့ရောင်းတဲ့လူအနေနဲ့ကအာကိုက customer ကိုလုတ်ပေးရမှာပေါ့နော်ဒါပေမဲ့ roman သူထုတ်ထားပစ္စည်းသူအာမခံတာဖြစ်တဲ့အတွက်သူ site ထဲထိလာပြီးလုတ်ပေးတယ်ပေါ့နော်အဓိကအဲ့အချက်ပါပဲကျွန်တော်တို့တော်တော်များများဟို brand တွေအများကြီးကမလုတ်ပေးတဲ့ဟာကိုကျွန်တော်ဒီ roman နေပြီးလုတ်ပေးနေတာပေါ့နော်အဲ့လိုမျိုးကြောင့်ကျွန်တော်တို့ယုံကြည်မှုတစ်ခုနဲ့ customer တွေဝယ်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့